မိုင်းခုံမြို့၌ဒေသတွင်းမမှန်သည်များဈေးကောင်းရ၍မိသားစုအပူဝင်ငွေရရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်ခရိုင်မိုင်းခုံမြို့၌ဒေသတွင်းမမှန်သည်များဈေးကောင်းရ၍မိသားစုအပူဝင်ငွေရရှိကာအစဉ်ပြေလျက်ရှိကြောင်းနောင်ဘုံကျေးရွာမှ တပိုင်းတနိုင်စိုက်ပျိုးရောင်းချသူဦးဆိုင်လုံထံမှသိရပါတယ်။မိုင်းခုံမြို့တွင် မမှန်သည့်ပင်များကိုစီးပွားဖြင့်စိုက်ပျိုးကြခြင်းမရှိတော့လေမိမိနေခြံဝင်းတွင်မြေကွက်လက်၌တပိုင်းတနိုင်စိုက်ပျိုးကြပြီးဒေသအတွက်မမှန်သည့်များသည် အရသာထုခဲ့ကအလွန်ချိုကြောင်းကြိုက်နှစ်သက်သူများပြကြောင်းနှင့်နုစီဘူးတဘူးလျင်တထောင်ကျပ်ဖြင့်ရောင်းချနိုင်ပြီးအဆိုပါမမှန်သည့်ပင်များသည်စိုက်ပျိုးပြီးသုံးနှစ်ခန့်အကြာတွင်စတင်အသေးသေးကြောင်းနှင့်နှစ်စဉ်မေလဇန်းတွင်ရင်းမဲ့ကခုဆွရောင်းချရသည်ဟု ဒေတာကန်စိုက်ပျိုးသူများထံမှသိရှိရပါတယ်ခမညာ